Republican American ဒုသမရဟောင်း Dick Cheney ဇာပနာအခမ်းအနားကို Republican သမရ Donald Trump နဲ့ဒုသမရ JD Vance တို့တက်ရောက်ဖို့ဖိတ်ကြားမခံရတာကိုအင်ဂျီရိုကအတည်ပြုပါတယ်နိုင်ငံကောင်းဆောင်ရဲ့ဇာပနာအခမ်းအနားမှာ American ကောင်းဆောင်တွေစုံစုံညီညီတက်ရောက်လို့ရှိတာပါ ဒေါ်နယ်ထရမ့်မှာ2020ရွေးကောက်ပွဲမှာအနိုင်ရတဲ့ဆိုပြီးအခြေအမြစ်မရှိပြောကြားချက်နဲ့2020ခုနှစ်ဇန်နဝါရီ6ရက်အမေရိကန်ကွန်ဂရက်စ်လွှတ်တော်ကိုထရမ့်ထောက်ခံသူတွေကဝင်းစီနီယာတိုက်ခိုက်တာနဲ့ပတ်သက်ပြီးတော့ခြေနီကပြင်းထန်ဝေဖန်ခဲ့တာဟာတိုင်းပြည်ရဲ့248နှစ်ကြာသက်တမ်းမှာ ဒေါ်နယ်ထရမ့်လောက်တိုင်းပြည်အပေါ်အန္တရာယ်ကျရောက်ရှိခဲ့တဲ့သူမရှိဘူးလို့လဲကွန်ဆာဗေးတစ်ဒုသမရဟောင်းကပြောပါတယ်၂024တမရရွေးကောက်ပွဲမှာလဲဒီမိုကရက်တမရလောက်ကမလာဟဲရစ်ကိုမဲထဲကြဖို့တိုက်တွန်းခဲ့ပါတယ်ချေနီနဲ့အတူတာဝန်ထမ်းဆောင်ခဲ့တဲ့တမရဂျော့ဂျ်ဝဘွတ်ဂျိုးဘိုက်ဒန်ဒုသမရကမလာဟဲရစ်မိုက်ပန့်စ်အယ်ဂိုရိုနိုဝင်ဘာ20ရက်မြို့တော်ဝါရှင်တန်က Cathedral ဖရာကျောင်းကြီးမှာကျင်းပတဲ့ဇာပနာကိုတက်ရောက်ကြပါတယ်။သမရဘရက်ဥပမာကတော့ခြားကိစ္စတစ်ခုနဲ့တိုက်ဆိုင်နေတာကြောင့်ဇာပနာမတက်နိုင်ပါဘူး။ဒုသမရဟောင်းချီနီယာဝိုင်ယိုမင်းပြည်နယ်ကိုစားပြုအမေရိကန်အောက်လွှတ်တော်အမတ်ကာကွယ်ရေးဝန်ကြီးတာဝန်တွေကိုလည်းထမ်းဆောင်ခဲ့ပြီးပြီးတော့အသက်84နှစ်အရွယ်နိုဝင်ဘာ3ရက်နေ့မှာကွယ်လွန်ခဲ့ပါတယ်။ကျွန်တော်အောင်ဆွေပါ